လီညူနီကြတချို့ဟာလေးတွေလွဲတာပြူတာလေးတွေရှိတယ်အဲအဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ကတော့ကြိုးစားပြီးတော့ကြိုက်ထားတာပေါ့ဒါပေမြင်တဲ့လူကတော့မြင်ပြီးပြောတဲ့လူကတော့ပြောတာပါပေါ့ကျွန်တော်တို့ဘက်ကတော့တက်နိုင်ဆုံးအကောင်းဆုံးတော့ကြိုးစားထားတာပေါ့ဟုတ်ကျွန်တော်ရဲတာ1940အဲ1950ပဲเนาะဆိုတော့အဲ့ကာလာတွေကိုရဲတဲ့အခါကျအဲ့ကာလာတွေရဲ့ပတ်ဝန်းကျင်ရှုပ်ပြင်းတယ်ဘယ်မှမရှိတော့အဲ့တော့ခရိုမာရုနဲ့မှမရိုက်လို့ဆိုရင် ဘာမှမရစီအောင်ရှိဘူး။ချောင်းခိုးတဲ့သဘောမဟုတ်ဘူး။ကျွန်တော်ကမြို့ပြောင်းရောက်တုန်းလေးကြောက်စာရုံဘက်ကိုဘန်းပီလီလာကြည့်ရပါ။ဟာဒီဘွားနေဆိုလို့ရှင်ကိုလိုတမျိုးပေါ်မြင်ရတယ်လေ။ဟုတ်ပါတယ်။ကျွန်တော်တို့ဘွားမှာတော့အဲဒီဇကာကတော့မာစာပီလို့ပဲပြောရတော့မှာပေါ့နော်။အဲတကားမှလည်းမရိုက်ဘူးတဲ့အပိုင်းတရားကိုလည်းရရပါတယ်။ပြီးတော့လည်းအဲအကြရီလည်းအများကြီးပဲပြီးတော့ကျွန်တော်တို့ သုံးထားတဲ့ပစ္စည်းတွေလည်းကားကြည့်လိုက်ရင်တော့ပြီးမှာပါဒီຢာတွေကိုရှာအဖွေရတာတွေလည်းတော်တော်လေးကိုခဲခဲကျွန်တော်ရှာပြီးလေးရတာပါအဲဆရာတရားမင်းဝီရဲ့အဲဝိမုံဒီဇိုင်းထုတ်ပတ်တီဆိုတဲ့ဝတ္ထုပေါ့နော်ထွက်တာတော့ကြာပါပြီဒါအဲ့ဒီဟာလေးကိုပြန်ပြီးတော့အကောင့်တွေပို့တာပေါ့နော်ဆရာတော့မရှိတော့ဘူးဒါပေမဲ့ဆရာရဲ့တွေ့ရထားတဲ့ပုဂ္ဂိုလ်တွေဆရာနေလို့ဒါလည်း ကွန်ပျူတာတောက်ခံဝယ်ယူပြီးတော့ကျွန်တော်ရိုက်ခူးမှာပါဘလူဇာရမီဖြစ်မယ်ဆိုသူက fancy ဆန်ဆန်လေးပါပဲ fancy ဆန်ဆန်လေးပါပဲသူဟိုဆရာတာမင်းကိုရေးခဲ့တဲ့ဒသနာဝတ္ထုတွေနဲ့တော့နည်းနည်းလေး꿰ရတယ်သူကအဲ fancy ဆန်ဆန်လေးမှာပါကျွန်တော်တို့ကမှဖတ်ပြီးတော့အံ့ဩသွားတယ်ဩဆရာဒီလိုဇာလမ်းမျိုးလေးရေးတယ်ပေါ့နော်အဲ့ဒီဟာလေးကိုသဘောကျတယ်လိုက်တော့ဒါကျွန်တော်တို့ကညီကိုတွေပဲလေဆရာတို့ညီကိုတွေပေါ့နော်ဒါရိုက်တာမောင်နှမ်းတားရဲ့တပည့်ကြီးဖြစ်နေတာကြာတော့ကျွန်တော်ဘသူရရဲ့အတူတူပါပဲ ကျွန်တော်ရိုက်လေဒါအောဘာရိုက်တာပါပဲအောဘာရိုက်လေကျွန်တော်ရိုက်တာပါပြင်းလို့ဒီလိုပါဟိုအခြေကြီးလေးစောင့်ကြည့်နေတယ်လေပေါ့နော်ပြီးတော့လေအဲလူငယ်လေးတွေကလည်းကိုယ့်ထက်ခြေစွမ်းချက်နေကြတယ်လေဆိုတော့သူတို့ရိုက်တဲ့ဥစ္စာလေးတွေလည်းလေ့လာပေါ့နော်လေ့လာရင်းနဲ့ပဲအချိန်ယူပြီးတော့အခုမှပဲပြန်ပြီးတော့ရိုက်ဖြစ်တာပေါ့ဟုတ်ပါတယ်ကျွန်တော်တို့ကတော့အဲဒီဇာတ်ကတော့မာစာပီးစ်လို့ပဲပြောရတော့မှာပေါ့နော်အဲ တစ်ခါမှလည်းမရိုက်ဘူးတဲ့အပိုင်းတရားကိုလည်းရရပါတယ်ပြီးတော့လည်းအဲအကြာကြီးလည်းအများကြီးပဲပြီးတော့ကျွန်တော်တို့တုံးထားတဲ့ပစ္စည်းတွေလည်းကားကြည့်လိုက်ရင်တော့ဒီမှာပါဒီຢာတွေကိုရှာအောင်ဖွေရတာကြီးလည်းတော်တော်လေးကိုခဲခဲကျွန်တော်ရှာပေးလိုက်ရတာပါအဲဒါကတော့ဟိုပါပေါ့နော်ကြီးစုသူရဲ့အမြင်ပေါ့နော်ကျွန်တော်တို့ကတော့ဒီအခက်အခဲတစ်ခုမှဒီကားကြီးတစ်ခုလုံးရဲ့ဟိုအနေကြီးစွာနဲ့ရရတော့အနေကြီးစွာဆိုတာမူရင်းရေးထားတဲ့ဝတ္ထုကြီးကလည်း လက်ကြီးတယ်လို့ပြောမှာပေါ့နော်ကျွန်တော်တို့ဒီဟာရိုက်တဲ့ခိုင်ပိုင်းပါတွေကလည်းအများကြီးထက်ကဲနောက်ဆက်ရှိတဲ့ခါကျတော့စတဲ့နေစောက်ပြီးရရတာပေါ့အဲ့ချိန်ကျတော့ပြီးတော့ကျွန်တော်တို့ကအန်တိတ်ဖြစ်တဲ့ခေအချိန်တွေရနောက်တစ်ခုက continuity ကြတချို့ဟာလေးတွေလွဲတာပြူတာလေးတွေရှိတယ်အဲအဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ကတော့ကြိုးစားပြီးတော့ကြိုက်ထားတာပေါ့ဒါပေမြင်တဲ့လူကတော့မြင်ပြီးပြောတဲ့လူကတော့ပြောတာပါပေါ့ကျွန်တော်တို့ဘက်ကတော့တက်နိုင်ဆုံးအကောင်းဆုံးလို့ကြိုးစားထားတာပေါ့ဟုတ်ကျွန်တော်ရရတာ1940အဲ1950ပေါ့နော် ဆိုအဲ့ကာလာတွေကိုရဲတဲ့ခါကျအဲ့ကာလာတွေရဲ့ပတ်ဝန်းကျင်ရှုပ်ပြင်းတယ်ဘယ်မှမရှိတော့ဘူးအဲ့တော့ခူမာရုနဲ့မှမရိုက်လို့ဆိုရင်ဘာလို့မှရိုက်စရာမရှိဘူးချောင်းခိုးရဲသဘောမဟုတ်ဘူးအဲကျွန်တော်ခေချီနေရကျွန်တော်6ကိုရေနံကျောင်းကိုသွားတယ်ရေနံကျောင်းမှာသူ့မူရင်းတကယ်တဲ့ရေနံကျောင်းမှာသူတို့ရိုက်စရာငကိုကျန်တာဒီကျောက်စာရိုက်လို့ခေါ်တာပေါ့နော်အဲကျောက်စာရိုက်တစ်ခုလောက်ပဲကျန်တော့တယ်ကျန်တဲ့ဟာတွေကအကုန်လုံးကပြောင်းနေသွားပြီကျောင်းထဲကဆိုကြောက်စားတဲ့အခုမှပဲကျွန်တော်တို့က တော့ရိုက်ခဲ့ပြီးတော့ကြံတဲ့ဟာတွေအားလုံးဟိုကဒီ Pro Man နဲ့ပဲရိုက်ရတော့နော် CGI နဲ့ပဲသူတို့ကြည့်ကြရတော့အဲ့လိုမှမရလေရိုက်လို့မရဘူးနိုင်ငံเจ้าမှလည်းဒီလိုပါပဲနိုင်ငံတကာကားတွေမှာဆိုရင်လည်းပဲသူတို့ကတော့ဒီပညာပြည့်စုံတဲ့အတွက်ကြောင့် PPE တစ်သက်ရရိုက်နေတယ်ကျွန်တော်စီမှာလေအဲ့ဒီလိုရိုက်နိုင်အောင်ကြိုးစားခဲ့ပြီမယ်လို့ပထမဦးဆုံးပိုင်းမှာတော်တော်ကြီးကိုအရှင်ပြည်ခဲ့တယ်။နောက်တော့ဒီကိုဗစ်ဖြစ်လာတဲ့ကာလမှာအဲ့ဒီပညာရှင်တွေကနိုင်ငံပြောင်းသွားကြတဲ့အခါကျတော့ ့ဒီမှာရှိတဲ့ပညာရှင်တွေနဲ့လုပ်ရတဲ့ကားကနည်းနည်းလေးကြော့ပါရှိတယ်နော်ဒါကတော့ဇက်ပေါ်မှာမူတည်သွားတာပေါ့နော်ကျွန်တော်တို့အပြောရရင်ဆိုတော့ဥကြော်ပေါ့နော်ဥကြော်ရင်ကအာလို့ပြောဘာဖြစ်လဲညာဖြစ်လဲပြောတာပဲဒါပေမဲ့ဥကြော်ရင်ကယုံကြည်ပြီဆိုရင်သွားကြည့်ကြတာပဲနော်အဲ့လိုမျိုးပုံစံပါပဲအဲကျွန်တော်တို့ရဲ့အမှုပညာနဲ့ဒီတက်နိုင်တယ်လို့ဒီပိတ်သက်ကိုဖန်ဆာကြည့်တယ်ဆိုတော့အာတန္တရရောမတက်တာလို့လဲလွှတ်လိုက်ရတဲ့သဘောပဲနော် ဘာလို့လဲဆိုတော့ကျွန်တော်ကလေသိပြကျင်တာပဲကျွန်တော်ပထမဆုံးလုပ်ထားတဲ့ပညာရှင်နဲ့လုပ်ထားတဲ့ CGI ညာအရန်ကိုကောင်းတယ်တော်တော်ကြီးကိုကောင်းတယ်ကျွန်တော်တို့တော့ဟာဘာမှပြီးမှဒီတော့တောင်လို့လို့ရပြီလားလို့ထင်သွားတာပေါ့နော်ဟာ okay ပဲဆိုတော့ကျွန်တော်တော်တော်ကြီးကိုအဲ့ဆရာနဲ့တိုင်ပင်ပြီးတော့ဘယ်လောက်ထိလဲဆိုလို့ရှိရင်ဒီနိုင်ငံမှာရိုက်နေတဲ့ပုံစံညီပါလောက်ကိုကျွန်တော်လုပ်ကြည့်ဖို့စူးစမ်းပါတယ် ဒီရန်ကုန်မြို့လေကောင်မှာတရားထားတွေနဲ့တွေ့လို့ရတယ်အဲဒါကိုကြည့်ရအောင်နော်အဲဒါမျိုးတွေကိုကျွန်တော်တို့စ조사ခဲ့ဒါပေမဲ့လို့အဲ့ဆရာကြီးကအဲကိုဗစ်ကာလမှာသူကဒီမှာနားနေရတဲ့အတွက်ကြောင့်မလို့သူရဲ့အဲဤဘောက်ပြန်ထွက်သွားတဲ့အခါကျတော့အဲသူတပည့်တွေနဲ့ထားခဲ့တာပေါ့နော်သူတပည့်တွေကတော့သူ့လောက်တော့ပညာစွမ်းမပြနိုင်တဲ့အတွက်ကြောင့်မလို့အားရောပါတာရှိတာပေါ့ပါသွားတာပေါ့ဟုတ်ကဲ့ဒီစီရင်နဲ့ပတ်သက်လို့ပါစီရင်ကတော့ကျွန်တော်အခုချိန်ကြီးကို အားရတဲ့ထဲမှာမပါဘူးမရှိသေးပါဘူးဘာလို့လဲဆိုကျွန်တော်ကျွန်တော်တို့လူကျင်တာကဒီချက်ပို့ပြီးတော့လူကျင်တယ်သူကလည်းပဲကျွန်တော်တို့ဘက်မှာကပညာရှင်အခက်ခဲပညာရှင်ရှိနေရှိပြန်တော့လဲငွေကြီးအခက်ခဲပေါ့နော်သူရဲ့ဟိုတောင်းတာတွေကညာရဲပေါ့နော်ညာတဲ့ခါကျတော့ producer မတက်နိုင်တာတွေလည်းပါတယ်ကျွန်တော်တို့ကလုပ်ချင်လို့လည်းမလုပ်နိုင်တာတွေလည်းပါတယ်ပေါ့နော် ကျွန်တော်ဒီဟာကို CGN နဲ့ပတ်သက်လို့ကျွန်တော် YouTube ခေတ္တကြာပါပြီ။ YouTube ခေတ္တကကျွန်တော် YouTube ခေတ္တပါ။ YouTube ခေတ္တကကျွန်တော်တက်နိုင်ရ After Effect တွေဒီ Photoshop တွေနဲ့ကျွန်တော်ရသလောက်ကိုကျွန်တော်လုပ်ခဲ့တယ်။နောက်ပိုင်းမှာ Maya software တွေပါထွက်လာတော့လေရသလောက်ကိုကျွန်တော်လုပ်ခဲ့ပါတယ်။အဲဒီဟာကြီးကလည်းအောင်မြင်ခဲ့တယ်ပေါ့နော်။ဒါဆိုလည်းပဲအဲရုပ်ရှင်ကြီးမှာတော့မရှိဘူး။ရုပ်ရှင်ကြီးမှာပထမအဆုံးရိုက်ခဲ့တဲ့နောက်ပြင်ကဒီလိုမျိုးမှရိုက်နိုင်ပါမလားဆိုတဲ့ဟာမျိုး။ က်နိုင်ဆုံးတော့ကျွန်တော်တို့ဒီဟာတော့ဟိုအကုန်လုံးပူးပေါင်းပြီးစူးစမ်းကြတာပေါ့အချိန်ကာလတစ်ခုလည်းကျွန်တော်တို့ကရှိသေးတာပေါ့ဥပမာကျွန်တော်တို့တိုင်းလိုက်မှာပြရတော့မဲ့အချိန်ကာလဆိုတဲ့အချိန်မှာကျွန်တော်တို့ကရလောက်ရတဲ့ဟာနဲ့နည်းနည်းလေးအခက်အခဲအဲ့ဒါမျိုးတွေလည်းရှိတတ်တယ်အဲ့တော့ဟိုတက်နိုင်ဆုံးအဆင်ပြေဆုံးတော့ကျွန်တော်တို့စူးစမ်းခဲ့ကြတာပါ